ဟယ်လိုကျမကြီးများအားလုံးမင်္ဂလာပါဒီကနေ့ဖတ်ပြချင်တာကတော့ဒွါဒွါဒသမရန် Grade 12မြန်မာစာတွေကယဉ်ကျေးချိန်ငံမှုဆိုင်ရာလက်ညှိုးမှုများယဉ်ကျေးချိန်ငံမှုဆိုင်ရာလက်ညှိုးများဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြချင်ပါတယ်လက်တွေ့အထဘေဒပညာရှင်များသည်ယဉ်ကျေးချိန်ငံမှုသဘောတရားကိုဖော်ထုတ်ရနိုင် ယောသူနှင့်နာသူတို့မိတိအခြေအနေတွင်မိတို့ပြောဆို၍မိတို့တုံ့ပြန်သည်ဟူသောအချက်ကိုအဓိကထား၍ဖော်ထုတ်ခြင်းဖြစ်သည်အတက်ကြီးသူဂုံကြီးသူတို့နှင့်ပြောဆိုရာတွင်ယုတိလေးစားမှုဖြင့်တုံးနှုံပြောဆိုရသောပုံသေးစကားများဘာသာစကားအတိအတိတွင် ရှိတတ်ပါသည်မြန်မာစကားတွင် ပြောသူနာသူတို့ဤအတက်အရွယ်အစဉ်အတန်းကြားမှကွဲပြားမှုစသည့်အခြေအနေများကိုလိုက်၍ငါကျွန်တော်ကျမကျုပ်တပည့်တော်မင်းခမညနင်းဤရှင်ဖျားစသည်ဖြင့်နန်းစားအတုံးကွဲပြားပုံမျိုးဖြစ်သည်အတက်ငယ်သူကအတက်ကြီးသူကိုမင်းငါတုံးနေရိုင်းသည်ခမညနင်း ကျွန်တော်300မီ300မီစသည့်တက်မှတ်ချက်များရှိသည်ဤသို့ ပုံတည်တက်မှတ်3နှုန်းပြောဆိုရသည့်ပုံတည်စကားမျိုးကို လက်တွေ့အထပေတာကစိတ်ဝင်စားခြင်းမရှိပါ ထိုပုံတည်စကားမျိုးကိုပြောသူနာသူတို့ဤအခြေအနေရတမျိုးတစ်ပုံပြောင်းလဲ3နှုန်းလင်မူလက်တွေ့အထဘေဒကထူအသုံးနှုံးမျိုးကို စိတ်ဝင်စားသည် ထိုအသုံးအနှုန်းမျိုးကိုစိတ်ဝင်စားပါသည်တာရကအဖြစ်ဆိုရလင်အမေဖြစ်သူက အလဲလွန်နေသောသားညံ့နှံ့မှပြန်လာသည်ကိုကိုတော်ကလေးဘယ်များအလဲတော်အလဲလွန်တော်မူနေတလေကိုတော်ကလေးဘယ်များအလဲလွန်တော်မူနေတလေဟုစီးစီး၍ငော့တော်တော်ပြောသည့်စကားမျိုးတရားယုံတွင် ရှေ့နေများခိုဘက်ဒီဘက် ရှောက်လဲကြရာ၌တစ်ဖက်ကပညာရှိရှိနေကြီးကဟုယိုတီလေးစားသည့်စကားကိုတုံးပြီးမလေးမစားချောင်းစိတ်ချောင်းစောင်းချိတ်မလေးမစားစောင်းချိတ်ပြောသည့်စကားမျိုးတို့သည်လက်တွေ့အထဗေဒပညာရှင်များအတွေ့စိတ်ဝင်စားဖွယ်ဖြစ်ပါသည်ပြောသူကနာသူနှင့်တဟဇာတာဖြစ်လို့မှုအတူပေါင်းဖွဲ့လို့မှုဖြင့်ပြောသောစကားမျိုး ပြောသူက နားသူဝင်မပေါအောင်ငဲ့ွက်လိုမှုဖြင့်ပြောသော စကားမျိုးတို့သည်ယဉ်ကျေးချေငံမှုနှင့်ဆိုင်သော စကားများဖြစ်သည်ဟုလက်တွေ့အထပေဒါကမှတ်ယူပါသည်ယောသူနာသူတို့အဘေးအယူမျှတစွာ လိုက်နာကျင့်သုံးလေရှိသောဥပေါင်းဆောင်ရွက်မှုကဲ့သို့ပင်ယဉ်ကျေးချေငံယဉ်ကျေးချေငံမှုဟု၍ တတ်မှတ်ထားသောမူများလည်းရှိသည်အထဗေဒပညာရှင်လစ်တီယောဒူနာသူတို့အပြန်အလှန်ပြောဆိုရာတွင်ကျင့်သုံးရန်ယဉ်ကြီးချေငံမှုလမ်းညွန်6ရက်ကိုဖော်ထုတ်ပြသည်ယင်းတို့မှာ1လိမ္မာပါနှံ့မှုလမ်းညွန်2ရရောမှုလမ်းညွန်3အတိမတ်ပြုမှုလမ်းညွန်4မိမိကိုယ်ကိုနှိမ်ချမှုလမ်းညွန်5 သဘောတူညီမှုလမ်းညွန်း6စာနာမှုလမ်းညွန်းတို့ဖြစ်သည်လမ်းညွန်းများကိုတာရကဆောင်ရာတွင် ပြောသူကိုမိမိနားသူကိုတစ်ဖက်လူဟု၍သုံးလုံးကတာရကဆောင်ပါမည်7လိမ္မာပါနတ်မှုလမ်းညွန်းတစ်ခက်လူတွင် ဝင်ပိုသွားစေမည်အဖြစ်မျိုးနဲနိုင်တစ်ခက်လူတွင် မင်းပူသွားစီမိအဖြစ်မျိုးနဲနိုင်သမျှနဲအောင်အစွမ်းကုန်လျှော့ချပြောပါတဖက်လူက အကျိုးရှိစေမိအဖြစ်မျိုးများနိုင်သမျှများအောင်အစွမ်းကုန်မြင့်ပြောပါယောသူကမိမိစကားကြောင့်နာသူဝင်ပူမတော်အောင်ဝင်လေးမတော်အောင်လိမ္မာပါနဲ့စွာပြောခြင်း နာသူအကျိုးကိုအလေးထားသည့်သဘောထင်ရှားအောင်လိမ္မာပါဏတ်စွာပြောခြင်းတို့ဖြစ်သည်ဤတို့ပြောရတွင် တွင်ပြင်လက္ခဏာတည်းရမှာနာသူဝင်းမလေးအောင်ဖော့သုံးသည့်စကားမျိုးထည့်ပြောခြင်းဖြစ်သည်တတကခနာကလေးဆောင်မှာဆရာလာပါလိမ့်မယ်မကြပါဘူးတစ်စက္ကန့်လောက်ပါပဲအကူကြီးကလေးတစ်ခုလောက်လိုခြင်းလို့ပါ ဤတာကားများတွင်ခဏကလေးတစ်စက္ကန့်လောက်အကူအညီကလေးဟူသော စကားများကနာသူဆောင်ရွက်ဖို့ဝင်မလေးစေရန်အထောက်အကူပြုပါသည် အသေးအဖွဲကိစ္စကလေးများဟုအတိတ်ပဲတက်ရောက်စေပါသည်နောက်တွင်ပြင်လက္ခဏာတည့်ရမှာနာသူကိုရွေးချယ်ခွင့်ပေးခြင်းဖြစ်သည်ပြောသူကနာသူကိုစားတောက်ဆိုင်မှာဧည့်ခံရာတွင်ကြိုက်တာမှာပါဟု ပြောပုံမျိုးပြောသူကနာသူဤခီးအတွက်စီစဉ်ရာတွင်ကားနှင်သွားမလားယထာနှင်သွားမလားလေရင်နဲ့သွားမလားဆရာသွားစင်တာနဲ့သွားပါစီစဉ်ပေးပါမယ်ဟုပြောပုံမျိုးတို့ဖြစ်သည်ရေးချယ်ခွင့်ရသည့်အတွက်နာသူစိတ်ပေါ်ပါသွားအောင်ဖန်တီးပေးပါသည်နောက်ထပ်တွင်ပြင်လက္ခဏာတည်းရမှာနာသူနာသူအတွက်ဝင်ပိုမှုသို့မဟုတ် အကျိုးရှိမှု အတိုင်းအတာအရပြောဆိုခြင်းဖြစ်သည်နာသူအကျိုးရှိမည်နာသူအကျိုးရှိမည်ကိစ္စမျိုးပြောမည်ဆိုရင်ဓာတ်ရိုက်ပြောပါနာသူဝင်ပုံမည်ကိစ္စမျိုးပြောရင်နာသူဝင်ပုံမည်ကိစ္စမျိုးပြောမည်ဆိုရင်တဲ့ဝါရေ ပြောပါဟုဖော်ညွှန်းထားပါသည်တာရကယော့မင်းဘုံတံပေါက်ဝယ်လာတယ်စာ နာသူအကျိုးရှိမိကိစ္စတိုက်ရိုက်ပြောခြင်းဈေးဘက်သွားခြင်းလို့ကားကြုံလေးများ လိုက်လို့ရမလားယင်နာသူဝင်ပုံမိကိစ္စတွေ့ဝိုက်ပြောခြင်းနှစ်ရရောမှုလမ်းညွန်ကာကြီးမိမိကိုအကျိုးရှိစေမိအဖြစ်မျိုး မိမိကိုအကျိုးရှိစေမည်အဖြစ်မျိုးနဲနိုင်သမျှနဲအောင်အစွမ်းကုန်လျှော့ချပြောပါခါခွေမိမိကို ဝင်ပူစေမည်အဖြစ်မျိုးများနိုင်သမျှများအောင်အစွမ်းကုန်မြင့်ပြောပါလိမ္မာပါဏမှုလန်းညုံနှင့်အပြန်အလှန်တဘောဖြစ်ပါသည်လိမ္မာပါဏမှုလန်းညုံကတစ်ဖက်လူကို အခြေပြုသည်ရရောမှုလန်းညုံကမိမိကိုအခြေပြုသည်မိမိအကျိုးရောပါခြင်းရောပါပါစေ မိမိအတွက်ဝင်ပူခြင်းပူပါစေတစ်ဖက်လူအတွက်မိမိဆောင်ရွက်ပေးပါမည်ဟု၍မိမိ၏ရရုံးမှုကို ဖော်ပြသောစကားမျိုးဖြစ်သည်တာရကငါပတ်စံကုန်တာကိစ္စမရှိပါဘူးအာမနာပါနဲ့မင်းယောဂတက်တာဘုကအရေးကြီးတယ်အိမ်ရှင်ကဧည့်သည်နေမကောင်း၍စီကန်းလိုက်ဖို့ရင် ပြောသောစကားနေအေးစည်စည်နားပါ ပကန်းတွင်ငါဆေးလိုက်ပါမယ် တငယ်ချင်းချင်းပြောသောစကားဒုံအတိမတ်ပြုမှုလမ်းညွန်အတိအမတ်ပြုမှုလမ်းညွန်ကာကြီးတစ်ဖက်လူဤအားနေချက်ပြော့ွက်ကိုဖော်ထုတ်သည့်အဖြစ်မျိုးနဲနိုင်သည်မြနဲအောင်အစွမ်းကုန်လျှော့ချပြောပါခါခွေတစ်ဖက်လူဤအားသာချက်ကောင်းွက်ကိုဖော်ထုတ်သည့်အဖြစ်မျိုးများနိုင်သည်မြများအောင်အစွမ်းကုန်မြင့်ပြောပါ လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသောလမ်းညွန်ဖြစ်သည်အားနည်းစေများပြော့ကွက်များကိုဖော်ထုတ်ပြောဆိုလင် အပြောခံရသူကမိတုမိမြအပြောခံရသူကမိတုမြသဘောကြမည်ဟုတ် ထို့ကြောင့်တစ်ဖက်လူတွင်အားနည်းချက်ရှိသည့်တိုင်အောင်ရှော့ရှော့ပော့ပော့ပြောခြင်းဖြင့်ယဉ်ကျေးချေငံသည့်စကားမျိုးသုံးလုံးပြောဆိုရန်ဖြစ်ပါသည်တာတကား ရွှေရွှေကတိတ်စိတ်ကောင်းရှိတာပဲနော်။အော်အင်းတယောက်ကချီးမွမ်းဒီကိုတဘောမတူတော့လဲလိုက်ပြီးမချီးမွမ်းခြင်းဒီအတွက်အော်အင်းဟုအတန်ပြုတ်လိုက်ခြင်းဖြစ်သည်။ဘာမှလိုက်မပြောပဲငြိမ်နေခြင်းဖြင့်လဲမချီးမွမ်းလို့ဒီတဘောသားကိုဖော်ပြလေရှိသည်။မမကတိတ်ဟင်းချက်ကောင်းတာပဲနော်အရသာရှိလိုက်တာ တစ်ဖက်လူဤကောင်းကွက်ကိုပွင့်ပွင့်လင်းလင်းဖော်ထုတ်အတိမှတ်ပြုခြင်းဖြစ်သည် လေမိမိကိုယ်ကို နှိမ်ချမှုလမ်းညွန်ကာကြည်မိမိဤအာသာချက်ကောင်းကွက်ကိုဖော်ထုတ်သည့်အဖြစ်မျိုးနည်းနိုင်သမျှနည်းအောင်အစွမ်းကုန်လျှော့ချပြောပါခါခွေမိမိအားနေချက်ပြုတ်ခွက်ကိုခေါ်ထုတ်သည့်အဖြစ်မျိုးများနိုင်သမျှများအောင်အစွမ်းကုန်မြင့်တင်ပြောပါ အတိမတ်မှုအတိမတ်ပြုမှုလမ်းညွန်နှင့်အပြန်အလှန်သဘောဖြစ်သည်အတိမတ်ပြုမှုလမ်းညွန်ကတစ်ဖက်လူကို အခြေပြုသည်မိမိကိုယ်ကိုနှိမ်ချမှုလမ်းညွန်ကမိမိကိုယ်ကိုအခြေပြုသည်မြမရိုးရအစဉ်လာနှင့်အညီမိမိကိုယ်ကိုနှိမ်ချပြောဆိုသည့်ဤဝါနိဝါဒတရားကိုဤဝါဒတရားကို ဖော်ညွှန်းသောလမ်းညွန်ဖြစ်သည်မိမိကိုယ်ကို အမွန်းတင်ပြောဆိုခြင်းကိုယ်ဤကို ိုရီသွေးချင်းမပြုပဲမိမိအာနေချက်ပြုတ်ခတ်ကိုသာဖော်ထုတ်ဝင်ခံခြင်းဖြင့်ရင်ကြီးချိန်ငံသည့်စကားမျိုးသုံးလုံးပြောဆိုရန်ဖြစ်သည်တာရကကျွန်တော်မားတာပါဒါကျွန်တော်အပြစ်ပါပဲမိမိအာနေချက်ကိုအထင်ရှားဖော်ထုတ်ဝင်ခံခြင်းဒီလက်ဆောင်ကလေးကဒီလက်ဆောင်လေးကဘာမှမဖြစ်တော့ပါဘူးတံပိုးလည်းမရှိပါဘူးကြုံလို့အမှတ်တရအဖြစ်တော့ပေးပြရစီ တန်ဖိုးကြီးသောလက်ဆောင်ဖြစ်စေကမူဘာမှမဖြစ်လောက်သောပစ္စည်းအဖြစ်နှိမ်ချလျက်ပြောခြင်းဒီဘာသာရဲ့အကြောင်းကျွန်တော်မသိပါဘူးခုသိကျင်လို့မိကုံးလေးတစ်ခုမေးပြရစီစာရန်ဖတ်ပွဲတွင်ဘာသာရဲ့ကျွမ်းကျင်သောပညာရှင်တဦးကမိမိကိုယ်ကိုနှိမ်ချဆွေးနွေးပုံငါသဘောတူညီမှုလမ်းညွန်ကာကြီးမိမိနှင့် တစ်ဖက်လူတို့သဘောတူညီမှုမရှိသည့်အဖြစ်မျိုးနည်းနိုင်သမျှနည်းအောင်အစွမ်းကုန်လျှော့ချပြောပါခါခွေမိမိနှင့်တစ်ဖက်လူတို့သဘောတူညီမှု ရှိသည့်အဖြစ်မျိုးများနိုင်သမျှများအောင်အစွမ်းကုန်မြင့်ပြောပါပြောသူနှင့်နာသူတို့သဘောထားချင်းတူသော အဖြစ်ကိုချဲ့ချဲ့တွင်တွင် ပြောဆိုခြင်းသဘောထားချင်းမတူသော အဖြစ်ကို အားပြောသောအောင်ပေါ်ပေါ်ပါပါဖြစ်သောအောင် ပြည်ရာပြည်ချောင်းပြောခြင်းအတန်အသင့်လက်ရောခြင်းတို့ဖြင့်ယဉ်ကျေးချိန်ငံမှုကိုထိမ့်သိမ်းနိုင်ပါသည်တာတကဒီရုပ်ရှင်ကတိတ်ကောင်းတာပဲနော်မကောင်းပါဘူးဗျာလုံးဝလုံးဝပဲပြောသူနဲ့နာသူတို့တဘောထားကွဲပြားမှုကိုဤသူ ပြောင်ပြောင်တင်းတင်းပြောလင်ရိုင်းရကြပါသည်ဒီရုပ်ရှင်ကတိတ်ကောင်းတာပဲနော်อืมကောင်းပါတယ် ဒါပေမဲ့တိုက်ဆိုင်မှုတွေကတမင်လှုပ်ထားသလိုပဲဗျာယောသူက တိတ်ကောင်းတယ်ဟုယောဒီကို နာသူက အပြည့်အဝသဘောမတူပဲသူ့အမြင်ကို ဖော်ထုတ်ပြောဆိုခြင်းဖြစ်သည်အင်းကောင်းပါတယ်ဟုအတန်အတန်အသင့်လက်ရောပုံကို တွေ့ရသည်ဆက်ယုံမှုအတစ်ကလှုပ်တာကင်တာတော်တော်တွတ်တယ်နော်တ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 ဲ့ပုံကူပဲအင်းတော်ပါတယ် ပြောရတာတော့အားနာပါရဲ့တွက်ပေမဲ့အလုံးလုံးရင်ပြာရာခတ်တတ်တယ်လို့မထင်ဘူးလားရောသူနဲ့တဘောသား꽌ပြားတော်လဲနာသူကအပြက်မင်းမဲမိမိတဘောသားကိုမိမိတဘောသားကိုတစ်ဖက်ကပေါ်ပြပုံဖြစ်သည်6စာနာမှုလဲညွန်ကကြီးမိမိနှင့်တစ်ဖက်လူတို့ကြားတွင်မလိုလားမှုပွားများစေနိုင်သည့်အဖြစ်မျိုးနည်းနိုင်သမျှနည်းအောင် စွမ်းကုန်လျှော့ချပြောပါခါခွေမိမိနှင့်တစ်ဖက်လူတို့ကြားတွင် စာနာနားလည်မှုပွားများစေနိုင်သည့်အဖြစ်မျိုးများနိုင်သည်များများအောင်အစွမ်းကုန်မြင့်ပြောပါပုဂ္ဂိုလ်တူဝဲတစိတ်ပုဂ္ဂိုလ်တူဝဲတစိတ်ချီးမြှင့်ခံရသည့်အတွက်ဝမ်းမြောက်ကြောင်းဖော်ပြချက်ပုဂ္ဂိုလ်တူကွယ်လွန်သည့်အတွက်ဝမ်းနေကြောင်းဖော်ပြချက်တို့သည် စာနာမှုလမ်းညွှန်နှင့်ညီညွတ်သော ယဉ်ကျေးချင်ငံမှုများပင်ဖြစ်သည်တဦးနှင့်တဦးမလိုလားသူချင်းဖြစ်စေကာမူတဦး၏ဆုံးရှုံးမှုတရင်တစ်ခုအကြောင်းကြားရသည့်အတွက်တဦး၏ဆုံးရှုံးမှုတရင်တစ်ခုအကြောင်းကြားရသည့်အခါမျိုးတွင်ခမရအကြောင်းကြားရတာစိတ်မကောင်းပါဘူးဗျာဟူသောစကားမျိုးဖြင့်စာနာမှုကိုဖော်ထုတ်လေရှိကြပါသည်အထဗေဒပညာရှင်လိဖော်ထုတ်ပြသော ယဉ်ကျေးချေငံမှုနဲ့ယဉ်ကျေးချေငံမှုမူနဲ့လမ်းညွန်များကို အခြေပြု၍အခြားပညာရှင်များကဆွေးနွေးကြပါသည်အကျိုးရှိမှုနှင့်ဝင်ပိုမှုဟူသောအစွန်းနှစ်ဖက်ကိုမူတည်၍စဉ်းစားလျင်နာသူအတွက်အကျိုးရှိမှုဘက်သို့ရောက်လေလေယဉ်ကျေးချေငံမှုပိုရှိလေလေဖြစ်ကြောင်းနာသူအတွက်ဝင်ပိုမှုဘက်သို့ရောက်လေလေ ယဉ်ကျေးချေငံ့မှုရော့လေလေဖြစ်ကြောင်းတွေ့ရပါသည်ထိုစကားများဤနောက်ွယ်တွင်မမြင်ရသောအ내သဘောများသည်လည်းကိန်းအောင်လျက်ရှိကြောင်းတွေ့ရပါသည်စာကိုမောင်ခင်မင်းတနုယူဤလက်တွေ့အထဘေဒနေရန် ကျွန်တော်တို့ကစကားပြောဆိုတဲ့နေရာမှာယဉ်ကျေးချေငံမှုဆိုင်ရာလမ်းညွှန်မှု6ချက်6 6ချက်ရှိတယ်ပေါ့နော်အဲ့ဒါလေးကြီးကိုတိထားဖို့လိုတယ်အဲတတိထားပြီးရောပြောဖို့လိုအပ်တယ်အဲလိန်မာပါနတ်လိန်မာပါနတ်ဆိုတာ ਨੇ ပြောတတ်ဖို့လိုအပ်တယ်အဲရရောမှုရရောမှုပေါ့เนาะရရရောရောနဲ့အဲ ပြောဆိုတတ်ဖို့လိုအပ်တယ်အတိမတ်ပြုတတ်ရမယ်ပြီးတော့ကိုယ်ကိုကိုနှိမ့်ချတတ်ရမယ်ပေါ့နော်အရင်အချင်းချင်းဒါသဘောတူညီသဘောတူညီမှုပုံစံလေးတွေပေါ့နော်ပြရမယ်နောက်တစ်ခုကတော့စာနာမှုစာနာမှုရှိချောင်းပြရမယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးသဘောလေးတွေပြပြီးတော့မှဒါရဲ့အချင်းချင်းယဉ်ကျေးချေငံစွာနဲ့ပြောဆိုဆက်ဆံကြရမှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့ဟိုဒီဒီစာမာညီုံးချုံမှာပါသွားတယ်လို့ပဲပေါ့နော်အဲ့တော့ဒီ listener ပေါ့ speaker ရှိမယ် listener ရှိမယ်အဲ့တော့ listener အတွက်ကိုအကျိုးရှိအကျိုးရှိစေတဲ့ ဘက်ကိုရောက်လေလေအကျိုးရှိအောင်ပြောလေလေဒါရင်ကြီးချိန်ငံမှုရှိပို့ပြီးတော့ရှိလေလေဖြစ်တယ်အဲ listener ပေါ့နော်တစ်ခက်လူ နားထောင်သူကိုဝင်ပို့မှုဖြစ်တယ်စိတ်ဆင်းရဲမှုတွေဖြစ်သွားစေတယ်ဝင်ပို့မှုတွေဖြစ်သွားစေတယ်နော်အဲဟိုစိတ်ထိတ်လိုက်သွားစေနိုင်တယ်ဟုတ်လား အဆူကျိုးတွေဖြစ်သွားစေတယ်ဆိုလို့ရှင်တော့ဒါတော့ကိုပြောတဲ့ဇကားတွေမှာယင်ကြီးချိန်ငံမှုနည်းတယ်ဆိုတဲ့အကြောင်းတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မို့သတိထားပြီးတော့မှဇကားလေးတွေကိုအဲထိန်းနေနေနေပြောဆိုတတ်ဖို့လိုအပ်တယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့နော် အဲတယောက်စကားတယောက်နားမှာမခားရအောင်သတိဆောင်၍မောင်တို့ဆိုလေပြားတကားတို့ချူလာစေဆိုတဲ့အတိုင်းပဲအဲကျွန်တော်ကတယောက်နဲ့တယောက်အဲပြောဆိုစကားပြောဆိုဆက်ဆံကြရတဲ့အခါမှာအဲနော်အဲ့တော့သတိလေးထားပြီးတော့မှအဲပြောဆိုဆက်ဆံကြရမှာဖြစ်ပါတယ်ယဉ်ကျေးပြုငါစွာနဲ့အဲဒါပြောဆိုဆက်ဆံတတ်ဖို့လည်းလိုအပ်ပါတယ်ပေါ့နော် ခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်